မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့နိုဝင်ဘာလ17ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်လောင်းလုံမြို့နယ်မှာရှိတဲ့စစ်တပ်စစ်ကြောင်းကစစ်မှုရန်တင်နန်းစင်တပ်သား၄ဦးဗတ်ပြောင်းအလင်းဝင်လာတယ်လို့သိရပါဗျ တ်ပြောင်းလာသူတွေဟာရေဖြူအခြေဆိုင်ခမရ406နဲ့ခမရ409တရင်တွေကကိုအောင်နိုင်ဝင်းကိုကျော်တန်းကိုနေဝင်းစုံနဲ့ကိုအောင်စုံမျိုးတို့ပဲဖြစ်ပါတယ်။သူတို့ဟာစစ်မှုထမ်းအပတ်စဉ်၁၇တနန်းစင်းတွေဖြစ်ပြီးလောင်းလုံမြို့နယ်အတွင်းမှာရွေးကောက်ပွဲအတွက်လူဦးရေစီးရင်ကောက်ယူကစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းကနေအခုလနိုဝင်ဘာလ9ရက်နေ့မှာထွက်ပြေးလာတာပါ။ တရက်ချောင်းမြို့နယ်6ချောင်းကျေးရွာမှာစစ်တပ်နဲ့ဒေါ်လန်ရေးတပ်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပြီးတဲ့နောက်ရွာတွေကအိမ်တွေကိုစစ်တပ်ကမီးရှို့ခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမှာနှစ်ဖက်တိုက်ပွဲဖြစ်ပြီးတဲ့နောက်ရွာတွေကနေအိမ်တွေကိုမီးရှို့ခဲ့တာဖြစ်ပြီးမီးရှို့ခံရတဲ့နေအိမ်အရေအတွက်အတိအကျကိုတော့မသိရသေးပါဘူး။၆ချောင်းရွာဟာတဝဲဘိတ်ကားလမ်းပေါ်မှာရှိပြီးအဲဒီကားလမ်းပိုင်းလဲနိုဝင်ဘာလ9ရက်နေ့ကနေစလို့သွားလာလို့မရပဲလမ်းပိတ်နေပါတယ် မြန်မာစစ်တပ်ကတပ်သားတစ်စုဆောင်နေချိန်ထိုင်းနိုင်ငံရန်အောင်ထိန်းသိမ်းရေးစခန်းကနေမြန်မာနိုင်ငံသား60ဦးကိုကော့တောင်းဘက်ကိုထပ်မံပို့ဆောင်ခဲ့ပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာထိုင်းနိုင်ငံမှာဖမ်းဆီးခံခဲ့ရတဲ့အမျိုးသား85ဦးနဲ့အမျိုးသမီး15ဦးစုစုပေါင်း60ဦးကိုထပ်မံပို့ဆောင်ခဲ့တာပါ။နိုဝင်ဘာလ9ရက်ကလည်းမြန်မာနိုင်ငံသား58ဦးကိုနေရက်ပြန်ပို့ဆောင်ခဲ့တာကြောင့်အခုလအတွင်းနေရက်ပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသား138ဦးထိရှိပြီဖြစ်ပါတယ်။ မော်လာမြိုင်မျိုးပေါ်မှာ LGBT 3ဦးတနက်နဲ့ပြစ်ခတ်ရပြီး2ဦးသေဆုံးသွားတယ်လို့သိရပါဗျ။နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာအလှပြင်ဆိုင်လုပ်ငန်းလုပ်ကိုင်တဲ့ကိုတင်ကိုကိုဦးမန်နီနဲ့ကိုဇွဲဝေရန်ထတ်တို့ဟာစိုက်ကယ်နဲ့လာတဲ့အချိန်တနက်သမားအမျိုးသားနှစ်ဦးကအနီးကပ်ပစ်ခတ်သွားတာပါပစ်ခတ်ခံရသူတွေထဲမှာကိုတင်ကိုကိုဦးနဲ့မန်နီဆိုသူနှစ်ဦးတို့ကနေရာမှာပဲပွဲချင်းပြီးတေဆုံးခဲ့ကကိုဇွဲဝေရန်ထတ်ကတော့မော်လမြိုင်ဆေးရုံမှာ စေကူတမှုခံယူနေရတယ်လို့ဆိုပါတယ် ကရင်ပြည်နယ်လေးကီကောဒေသမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ရဲ့တပ်မ22စစ်ကြောင်းကတပ်သား2ဦးကဲတင်ပေးဖို့အော်ဟစ်ပြီးကော့ပရာစစ်ကြောင်းစီမှာအလင်းဝင်လာခဲ့ပါတယ်။အလင်းဝင်လာတဲ့တပ်သား2ဦးဟာကင်းကြနေချိန်လက်နက်တွေယူဆောင်လာပြီးထွက်ပြေးလာတာလို့သိရပါတယ်။လက်နက်နဲ့အလင်းဝင်လာတဲ့တပ်မ22ကတပ်သားတွေကိုဘုံမူတူရစောတာဘောကကြက်သိန်း30စီချိမြင့်ပေးလိုက်တယ်လို့ဆိုပါတယ်။ မြန်မာကမ်းလွန်ပင်လယ်ပြင်မှာရေနံနဲ့သဘာဝတံငွေတိုးမြင့်ထုတ်လုပ်ခြင်းနဲ့စီမံကိန်းသစ်တိုးချဲ့ဖို့စီအုပ်စုလောက်ခံစွမ်းအင်ဝင်ကြီးဌာနနဲ့အတူပူးပေါင်းကြိုးပမ်းနေတဲ့ထိုင်းကုမ္ပဏီတွေလှုပ်ဆောင်မှုကိုရပ်ဆိုင်းဖို့သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု BMC ကတတိပေးလိုက်ပါတယ်။ထိုင်းအစိုးရပိုင်း PTT PTTEP နဲ့ပုတ်ကလစ်ကပိုင်း GPN ကုမ္ပဏီတို့ဟာစီအုပ်စုကိုငွေကြေးထောက်ပံ့ပေးတာနဲ့သူတို့ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေမှာတနည်းအားဖြင့်ပါဝင်နေတာကြောင့် မြန်မာလူထုအတွက်တာဝန်ခံရမယ်လို့နိုဝင်ဘာလ9ရက်နေ့ကထုတ်ပြန်ကြမှာ BMC ကတတိပေးဖော်ပြထားတာပါတနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။